အလုံးမမင်လာပါအန်တဘာမိဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအတန်းပါအခုတစ်ပတ်မှာတော့အားလုံးစောင့်မြုံနေတဲ့ဥရောပပွဲစဉ်တွေတော့ပြန်လာခဲ့ပြီလည်းဖြစ်ပါတယ်ကျွန်တော်လီဗာပူးသင်းနေနေဆိုလို့ရှိရင်ဒါ Champion League အုပ်စုအဆင့်ပထမဦးဆုံးပွဲစဉ်တွေနဲ့ဒါ Spain Club Athletic Madrid အသင်းတို့ကျွန်တော်တို့အိမ်ကွင်း Anfield မှာလက်ခံရှင်ပိုင်တစားမှာလည်းဖြစ်ပါတယ်ကျွန်တော်လီဗာပူးသင်းနေနေဆိုလို့ရှိရင်ဒါတိုက်တိုက်ဆိုင်ဆိုင်ပဲတစ်ပတ်အတွင်းမှာရှင်ပိုင်တစားမဲ့ပွဲစဉ်နှစ်ပွဲပေါ့နော် နောက်ဘွဲအဲအခု Athletic Tomatic အသင်းနဲ့ပွဲစဉ်တော့ဒါ week day မှာစားမယ်ပြီးသားလို့ရှိရင်လာမယ့် weekend မှာဆိုလို့ရှိရင်မြို့တံပြိုင်ပတ် Everton အသင်းကိုလည်း England Anfield မှာပဲလက်ထံချန်ပီယံတစားရမှာဖြစ်ပါတယ်အဲ့အတွက်ဆိုလို့ရှိရင်တော့ဒါ Liverpool အသင်းကတပတ်အတွင်းမှာပဲဒီလူချန်းအသင်းနှစ်သင်းနဲ့ချန်ပီယံစားရမှာလည်းဖြစ်တယ်အာ အဲ့တော့ဆိုလို့ရှိရင်ဒီရလက်တီအနေနဲ့ကောကျွန်တော်တို့ဒါဥရောပချန်ပီယံလိမှာ၃မှတ်ပြီးတော့လို့ရှိရင်ပရီးမီးယားလိမှာ၃မှတ်ဘယ်လိုရအောင်ယူလာနိုင်မလဲဘယ်လိုရလက်တီထွက်လာမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းတဲ့အပြင်အသင်းသားတွေအနေနဲ့လည်းဒါ injury ဘလောက် drinking ဆင်ဆင်နဲ့အများဒီရသက်တပတ်ထဲထားလည်းထွက်လာနိုင်မလဲဆိုတဲ့ဟာဒါပို့ပြီးတော့စိတ်ဝင်စရာစားစရာကောင်းတဲ့ဒီ မေရွန်းတစ်ခုဖြစ်နေမယ်လို့ကျွန်တော်ကတော့သုံးသပ်မိတယ်ပေါ့နော်ဒါအပြင်ပန်းရကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Atletico Madrid အသင်းနဲ့ Liverpool အသင်းရှင်ပိုင်ကစားတဲ့အနေထားရမှာဆိုလို့ရှိရင်ဒါပြီးခဲ့တဲ့အပတ်ကကျွန်တော်တို့ဒါဘန်လီအသင်းနဲ့ရှင်ပိုင်ကစားသလိုပေါ့နော်ကျွန်တော်ဒါအာဘယ်လိုပြောမလဲ for the best ပေါ့နော်မြန်မာအဲမြန်မာအထော်ရပြောမယ်ဆိုလို့ရှိရင်တော့ဒါအာ buster crop ပေါ့နော် buster crop နဲ့တစားတယ် low block နဲ့တစားမယ် defensive ပို့ပြီးတော့အာ အာယုံဆိုင်ပြီးတစားမယ်ပြီးတော့မှတန်တက်နိုင်တယ်ဆိုလို့ရှိရင်ထောင်းတာအတက်နဲ့သွားမယ်ဆိုတဲ့ပုံစံမျိုးတွေဒီလိုပုံစံနဲ့ပဲတစားမယ်လို့ကျွန်တော်တို့အားလုံးကတော့မျှော်လင့်ထားတယ်ပဲဒါကဒီ ဘန်လီအသင်းကတော့ကျွန်တော်လီဗာပူးအသင်းနဲ့တစားလုံးတော့ပြောရမယ်ဆိုလို့ရှိရင်ဒါတန်တက်တန်တက်အသင်းတစ်သင်းလည်းဖြစ်တယ်ပြီးသားလို့ရှိရင်သူတို့ရဲ့တိုက်စစ်လစားသမားတွေကဒါ counter attacking သွားဖို့အတွက်ဒါ quality ဘိုင်းမှာဆိုလို့ရှိရင်အနည်းငယ် lower chest ရှိရတဲ့ကျွန်တော်တို့နည်းနည်းလေးသတ်သားခဲ့ရပေါ့နော်ဒါပေမဲ့ဒီ athletic metric အသင်းနဲ့တစားမယ်အနေထားမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ပို့ပြီးတော့အများကြီး reuse site ပို့လို့မယ်သူတို့အနေနဲ့ change နေတာဒါသူတို့ရဲ့ထုံးစံ DNA ကိုကဒါ defensive ကိုခံနေမှာမှာနဲ့တိဆောက်မယ်တိဆောက်သွားပြီးတဲ့အချိန်မှသာလင်းကျွန်တော်တို့ဒါ counter attacking နေဒါမှမဟုတ်လို့ရှိရင် transition တွေကနေပြန် ဘက်အသင်းတို့ထိုးဖောက်တတ်တယ်ဆိုတဲ့ဟာလားဒါအက်တလက်တီကိုရဲ့မက်ဒရစ်ရဲ့ဒါ DNA ပဲပေါ့နော်အဲ့ဒီဟာတို့လည်းဒီလီဗာပူးအသင်းနေနေဆိုလို့ရှိရင်ဘယ်လိုမျိုးရင်ဆိုင်ကစားမလဲဆိုတဲ့ဟာဒါတော့ကျွန်တော်တို့စိတ်ဝင်စားဖို့တောင်းတယ် ဒီနေ့ကျွန်တော်နဲ့အချိန်ပြန်တဲ့စာမေတ္တာ Athletic Geometry အသင်းရဲ့ဒါအာဘယ်လိုပြောမလဲထိုးနှက်ချက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒီအသင်းမှာသူတို့အတွက်အကောင်းဆုံးပေါ့နော်တိုက်ဆက်မှာဦးဆောင်နေတဲ့ Julian Everest ဒါဒဏ်ရာကြောင့်မို့လို့ Liverpool တင်းတဲ့ပွဲစဉ်တော့ဒါမပါဝင်နိုင်ဘူးဆိုတာအာသတင်းတွေတက်လာတယ်အဲ့တော့ဆိုလို့ရှိရင်သူ့နေရာမှာတခြားအာတိုက်ဆက်တစားသမားဖြစ်တယ်ပေါ့နော်ဒီကျွန်တော်တို့ဒါ Alexander Solot လာ Solot လို့ပဲကျွန်တော်နာမည်ထွက်လာအာရရှိရှိနဲ့ဒါတိုက်ဆက်တစားသမား193 cm အထိရှိတဲ့တိုက်ဆက်တစားသမားက ါတို့တို့ Athletic Madrid အသင်းရဲ့တိုက်စစ်တော်ဒါ Anthony Griezmann နဲ့နှစ်ယောက်ပေါင်းပြီးတော့အာဦးဆောင်လာမယ့်အနေအထားမှာကျွန်တော်တို့ရှိတယ်ပေါ့နော် Liverpool အသင်းကတော့ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒါရှေ့တန်းမှာ Athletic တွေ့တာပဲဆက်ပြီးပွဲထွက်လာဖို့ရှိမယ်အဲဒါပေမဲ့ Alexander Isak တော့ကျွန်တော်တို့ဒီ Liverpool အသင်းရဲ့ပေါ့နော်အာ Liverpool အသင်းရဲ့ကျွန်တော်တို့ဒီအာအရန်ကုန်မှာတော့လူစီးရင်မှာပါဝင်လာမယ့်အနေအထားမှာရှိမယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာတော့စိတ်ဝင်စားဖို့ဇာတ်ကောင်းတယ်အာ ပုံမှန်အဖြစ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Athletic Real Madrid အသင်းနဲ့ Liverpool အသင်းတို့အမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်တိတ်ပြီးတော့နှစ်သင်းချာမှာကွာဟာချက်ကြီးကြီးမားမားရှိတဲ့အသင်းနှစ်သင်းမဟုတ်တဲ့အတွက်ဒါအပြိုင်ဆိုင်ပဲပေါ့နော်ကျွန်တော်တို့ဒီတိုက်စစ်ခံစစ်လို့ပဲပြောပြောဒါမှမဟုတ်အဲ့လိုမျိုးလည်းဖြစ်ချင်မှဖြစ်မယ်ပေါ့နော် Athletic Real ကဒါ Mebloon နဲ့ Ground Round စားလာလိုက်တာလည်းဖြစ်ကောင်းဖြစ်မယ်ဘယ်လိုပဲဖြစ်ပါဒီနှစ်သင်းအပြိုင်ဆိုင်စားပြီးတော့ဒါချင်းမြောင်းနဲ့ရလက်တွေပဲထွက်လာနိုင်မယ်လို့ ဟိုထင်တော့ထင်နိုင်တယ်ဒါပေမဲ့လေကျွန်တော်စိတ်ဝင်စားစရာတောင်းလာနှစ်သိန်းရဲ့ဒါ head to head သမိုင်းကြောင်းနေပြန်ကြည့်မယ်ဆိုလို့ရှိရင် Liverpool အသင်းနဲ့ Athletic Madrid အသင်းရဲ့အကြားမှာဆိုလို့ရှိရင်နည်းနည်းလေးဟောတော့နောက်ဆုံးပွဲစဉ်တွေမှာဆိုလို့ရှိရင် twin goal တွေများခဲ့ရအောင်ကျွန်တော်မြင်တွေ့ခဲ့ရတယ်ဒါ2021မှာတုန်းကအုပ်စုဆင့်ပွဲစဉ်မှာတုန်းကဆိုလို့ရှိရင် Liverpool တင်းကဒါ Athletic Madrid အသင်းတော့ Ingram မှာဆိုလို့ရှိရင်2နဲ့ဆိုတဲ့ရလနဲ့ဒါပြပြတသားနိုင်နေရတော့ကျွန်တော်မြင်တွေ့ခဲ့ရတယ်ဒီအဲ2နဲ့ဆိုတဲ့ရလတော့ပြီးသွားလို့ရှိရင်ဒီ ဲ့ဒီယာတီမှာပဲပေါ့နော်ကျွန်တော်အဝေးတွင်းမှာအဆုတ်ဆက်ပွဲစဉ်လုံးလာဆိုလို့ရှင်3-2ဆိုတဲ့ရာလက်ဆိုလိုရင်းလာတာနောက်ဆုံးနှစ်ပွဲမှာလီဗာပူးတိုင်းကအက်တလက်တီကိုမက်ထရစ်အသင်းတို့နှစ်ပွဲလုံးဒါအနိုင်ရခဲ့တဲ့အနေအထားမှာရှိတယ်ဆိုတဲ့အတွက်ဒါနည်းနည်းတော့လီဗာပူးဖန်တယောက်အနေနဲ့ဆိုလို့ရှင်စိတ်ချမ်းသာစရာတောင်းနေလို့အဲကျွန်တော်တို့လည်းမြင်နေနောက်ထပ်တစ်ခုပေါ့နော်ကျွန်တော်တို့နည်းနည်းစိတ်ထဲမှာတွေးရမယ့်အချက်တစ်ခုတော့ဗာလဲဆိုလို့ရှင်လက်ရှိမှာနည်းနည်း အဲပြည်သက်တွေရဲ့ဝေဖန်မှုအောက်ရောက်နေတဲ့ဒါ Florian Vars ပေါ့နော် Florian Vars လို့ဝေဖန်တာဆိုလို့ရှိရင်သူ့အနေနဲ့သူ့ရဲ့ခြေစွမ်း tackling ability တွေမှာ Liverpool fan တွေနေနဲ့ဘာမှဝေဖန်စရာအကြောင်းရင်းတော့မရှိဘူးဒါပေမဲ့လည်းအဲ သူအနေနဲ့ Premier League နဲ့အသားချဖို့အတွက်ရုံးတန်နေရတယ်ဆိုတဲ့ဟာတော့အလုံးမျက်မြင် growth ဖြစ်နေတယ်။ Premier Premier League လိုမျိုးအထူးသဖြင့် intensity မြင့်နေတယ်။ပြောရလို့ရှိရင်တစားသမားအတွက်ဒါ physical ဘိုင်းဆိုင်ရာလည်းအဲ requirement အများအမြင့်တဲ့အနေထားတွေမှာဆိုလို့ရှိရင် Florian Vers တွေနဲ့ Premier League မှာရုံးတန်နေရတယ်။ဒါပေမဲ့ Champion League ညတွေကိုရောက်တဲ့အနေထားမှာတော့ဘယ်လိုဖြစ်မလဲ။ဒါတွေတော့ကျွန်တော်တို့တွေအဲ league မတူတဲ့အနေထားမှာဆိုလို့ရှိရင်တစားသမားတွေရဲ့ performance တာလည်းအများကြီးပြောင်းလဲသွားတာတော့ကျွန်တော်တို့ရှေ့နှစ်တွေပါအများကြီးတွေ့ကြရတယ်။အဲ့အတွက်ဆိုလို့ရှိရင်ဒီ ကျွန်တော်အမြင်တစ်ခုပြောရမယ်ဆိုလို့ရှိရင်တော့ဒီနေ့ပွဲစဉ်မှာ Florian Vaz နေနဲ့သူရဲ့ဒီ Premier League မှာပြသနေတဲ့ခြေစွမ်းနေနဲ့မဟုတ်ပဲနဲ့ပိုပြီးကောင်းမွန်တဲ့ခြေစွမ်းနေကိုပြသနိုင်မယ်လို့ကျွန်တော်တို့ကမျှော်လင့်ထားတယ်။အဲပြသလို့ရှိရင်နောက်ထပ် Athletic League နေနဲ့လည်းဒီ Florian Vaz Athletic League Sports Line ဒီလိုမျိုးအတွဲဖက်တွေကနေ Liverpool တွေနေနဲ့တိုက်စစ်ကနေပေါ့နော်ဂိုးတွေပိုပြီးတော့ရလာမယ်အနေထားတွေကို ဟိုမြင်တွေ့နိုင်တယ်လို့ကျွန်တော်တော့ပြောလင်းတယ်ဒါကတော့အမှန်တိုင်းပြောမယ်ဆိုလို့ရှိရင်ဒါ unpopular opinion လို့ပဲပြောခြင်းတယ်ဘာလို့လဲဆိုလို့ရှိရင်ရှေ့ပွဲစဉ်တွေမှာဒါအာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာလီဗာပူးအသင်းကဒါ1-0နဲ့ရလန်းနေပဲတက်ပြီးနိုင်နေပြီးသားလို့ရှင်ဘန်လီသိန်းတဲ့ပွဲစဉ်မှာလည်း1-0နဲ့ရလန်းနေတက်ပြီးနိုင်နေပါနှစ်ပွဲစလုံးမှာဒါဆက်ပီးစလာနေပဲဂိုးတွေရခဲ့ရဆိုတော့ဒါအားလုံးရဲ့မျက်စိတောက်တောက်ကြည့်နေရခံနေရပါဘောနော်လီဗာပူးသိန်းနေနေဆိုလို့ရှင်ဒါ တိုက်ဆက်ကထင်သလောက်မလုံးမဖြစ်သေးဘူးတိုက်ဆက်ပိုင်းမှာထပ်မျက်မှုတွေမရှိသေးဘူးဆိုတဲ့အနေထားဒါပေမဲ့ဒါပရီးမီးယားလိမဟုတ်ဘဲနဲ့ချန်ပီယံလိဥရောပကိုရောက်သွားတဲ့အနေထားမှာဆိုလို့ရှိရင်လီဗာပူးအသင်းနေနဲ့ဒါဥရောပကိုစမယ်ပြီးတော့လို့ရှိရင်အန်ဖီညကျမ်းမှာဆိုလို့ရှိရင်ဘလို့ထိစွမ်းဆောင်နိုင်မလဲဆိုတဲ့ဟာတော့စိတ်ဝင်စားဖို့တောင်းတယ်အဲအန်ပေါ်ပူလာအော်ပီနီယံတစ်ခုပဲထွန်လာတာဟာကိုအဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာလီဗာပူးအသင်းနေနဲ့ဒါအာ ဂိုးပြက်နိုင်ပွဲတစ်ခုလည်းဖြတ်ကောင်းဖြတ်သွားနိုင်တယ်လို့ကျွန်တော်တို့ကသုံးသပ်မိတယ်။အာနောက်ထပ်အနေနဲ့ဆိုလို့ရှိရင်တော့ DA ကျွန်တော်ရဲ့သုံးသပ်ချက်တို့ထပ်ပြီးတော့ assist လုပ်မဲ့အချက်တစ်ခုတော့ပါလဲဆိုလို့ရှိရင် athletic geometry အသင်းရဲ့ DA ဒီစွမ်းဆောင်ရေးပေါ့နော်။ DA ဒီမှာဆိုလို့ရှိရင် athletic geometry အသင်းနေနဲ့ဒါအာ ကျွန်တော်တို့ဒီစပိန်လာလီဒါမှာဆိုလို့ရှိရင်အဲစုစုပေါင်း၄ဘွဲထိတစားပြီး၄ဘွဲဖြစ်ထိတစားပြီးတဲ့အနေထားမှာဆိုလို့ရှိရင်ဒီအက်စပန်ညိုအသင်းရဲ့ပွဲစဉ်မှာတို့တို့ဒါပွဲဥထွက်မှာဒါ2-1ဆိုတဲ့ရလနဲ့ရှုံးရှုံးသွားတယ်ပြီးသားလို့ရှိရင် LG နဲ့တို့တို့ဒါအင်ဂရင်းမှာဆိုလို့ရှိရင်1-1တည်ရကြတယ်ပြီးသားလို့ရှိရင်ဒီပိုဒီပိုနဲ့တို့ထပ်ပြီးတော့1-1တည်ရကြတယ်နောက်ဆုံးပြီးခဲ့တဲ့အပတ်မှာတစားခဲ့တဲ့ဒါဖီလာရီယာနဲ့ပွဲစဉ်မှာသာလင်းတို့တို့ဒါ2-0ဆိုတဲ့ရလနဲ့ပေါ့နော်အဲ့ဒီပွဲမှာဆိုလို့ရှိရင် Barrios နဲ့ Nico Gonzalez တို့ကဒါ twin goal ငကိုသွင်းယူပေးလေပြတာတူနေဆိုရရလည်းねသူတို့ဒီရာဒီရဲ့ပထမအဦးဆုံးနိုင်ပွဲတစ်ပွဲကိုရယူနိုင်တဲ့အနေအထားကိုမြင်တွေ့ရရတယ်။ဒါအဲ့ဒါဆိုလို့ရှင်သူတို့အဲဒီအဆင့်ရက်တည်မှုအနေနဲ့ဆိုလို့ရှင်เนาะဒါလေးပွဲတစားပြီးတဲ့အချိန်မှာစုစုပေါင်းရမတ်၅မတ်ပေါ့เนาะရာကိုနွားကိုသွင်းကိုလေးကိုနဲ့ဒါအဆင့်ဆက်တဲ့နေရာမှာရက်တည်နေတယ်။ရာကိုသွင်းကိုအနေထားကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှင်เนาะဒါအက်သလက်တစ်ကိုအနေနဲ့တိုက်စစ်ပိုင်းကဒါနွားကိုဆိုတဲ့အတွက်တပွဲကိုတကိုးနှုံးလောက်ပဲသူတို့သွင်းထားနိုင်တယ်။ထပ်စစ်ပိုင်းကလည်းတပွဲတကိုးလုံးပေးထားရတယ်ဆိုတဲ့အတွက်ဒါအက်သလက်တစ်ကိုရဲ့စတန်ဒတ်အနေနဲ့ ဲ့ဆိုလို့ရှိရင်တော့သူတို့ရဲ့အကောင်းဆုံးပုံစံအနေထားမှာလက်ရှိအနေထားရတော့တိတ်ပြီးတော့မရှိနေသေးဘူးလို့ကျွန်တော်သုံးသပ်လို့ရတယ်ပေါ့နော်အဲ့အတွက်ဆိုလို့ရှိရင်ခေါနာလာပြောတဲ့သူတို့လီဗာပူးသင်းရဲ့တိုက်ဆက်အနေထားတွေကိုစောင့်ကြည့်နေတဲ့အနေထား ဘယ်လိုမျိုးပေါ့နော်အာဘယ်လိုမျိုးဆိုတာတဲ့ဒီရှေ့ပွဲစဉ်တွေမှာထင်သလောက်မထက်မြတ်ထားတဲ့ဟာကိုအားလုံးကတန်တဲ့အမြင်လုံးနေနဲ့စောင့်ကြည့်နေရတဲ့အနေထားအဲပြီးသားလို့ရှင်ပြိုင်ပွဲရဲ့ intensity ကွာခြားမှုပြီးသားလို့ရှင် physical requirement ကွာခြားမှုတွေကြောင့်မလို့ကျွန်တော်တို့ရဲ့ဒါခြေစွမ်းပြဖို့ရုံးပြန်နေရတဲ့တစားသမားတွေအတွက်ဒါ rejuvenate လုပ်ဖို့အကောင်းဆုံးအော်အနေထားတစ်ခုလို့လည်းကျွန်တော်တို့ကတော့သုံးသပ်တယ်။အဲ့အတွက်ဆိုလို့ရှိရင်အားလုံးရဲ့ခံမှန်းချက်ကတော့ဒါဒီပွဲစဉ်ကကတ်ပြီးတော့အာ အနိုင်ရတဲ့ရလာတစ်ခုလို့ခံမှန်းမိပဲကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်ကဒါ Everton အသင်းနဲ့ပွဲစဉ်ထပ်ပို့ပြီးတော့ဒါပြတ်သားတဲ့ပွဲအဲပွဲစဉ်တစ်ခုပြီးသွားရှင်ပြတ်သားတဲ့ရလာတစ်ခုထွက်လာမယ်လို့သုံးသပ်ရင်လည်းဒါ Atletico နဲ့ Liverpool အသင်းတို့ရဲ့ဒါဥရောပညပရမအူဆုံးပေါ့နော်ပွဲစဉ်၁ပွဲချုပ်သုံးသပ်ချက်လို့ဒီမှာပဲရန်သားချင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်